မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မိုးကုံမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုံမြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးသစ်စိန်ကုန်းကြီးရွာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာ6ရက်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ဒီဇင်ဘာ9ရက်မှာလည်းမနက်၈နာရီခန့်ကဇက်တိုက်တိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။ တိုက်ပွဲတွေကဆက်ဖြစ်နေစဉ်နဲ့စစ်တပ်ဘက်ကနေတဖြည်းဖြည်းနဲ့ဂွေးပင်ရွာဘက်အထိစုခွာနေတာကိုတွေ့ရတယ်လို့ဒေသခံတအုပ်ကပြောပါရယ်စစ်တပ်ကမြို့အနောက်ချမ်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးစခန်းကြီးကျေးရွာအထိစစ်တပ်ကလက်လွတ်ထားရကတစ်စိန်ကုန်းမှလည်းစစ်တပ်အကြဆုံးများတယ်လို့သိရပါရယ်ဒါပြင်ဘော်မားရွာဘက်မှလည်းတိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့သိရပါရယ်တော်လရင်တက်တွေဟာမိုးကုံမြို့နဲ့အနီးဆက်ဆုံးအထိရှိနေပြီးတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတာလို့သိရပါရယ် စစ်တပ်ဝင်ရောက်လာတဲ့မိုးကုတ်နဲ့မိုးမိတ်ဒေသမှာစစ်စင်ရေးကိစ္စတွေအတွက်မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစီဦးစီးအဖွဲ့ဖွဲ့စည်းထားပြီးအနီးကပ်ကြီးကြပ်ကိုကဲကစစ်ကောင်စီရဲ့အရေးပါတဲ့စခန်းကုန်းကိုသိမ်းပိုက်ထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD ကဒီဇင်ဘာ6ရက်မှာထုတ်ပြန်ပါတယ်။နိုဝင်ဘာကုန်ပိုင်းမှာမိုးကုတ်နဲ့မိုးမိတ်မြို့ကနေတက်အောင်တက်မတော် DNL စုခွာသွားပြီးတဲ့နောက်ပိုင်းအဲ့ဒီဒေသတွင်စစ်ရေးအခြေအနေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကနိုဝင်ဘာ6ရက်မှာပြည်သူကို ပထမဆုံးအကြိမ်သတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ PDF စီယုံချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာ9ရက်ကစတင်ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ PDF တပ်တွေပကဖရီကိုစူးစီးပြီးတသက်မှတ်သေးသောအမိန်ပေးကုတ်ကဲမှုစနစ်အောက်ကတဆင်စစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကုတ်ကဲလျက်ရှိတယ်လို့ MOD ကထုတ်ပြန်ပါတယ်။မိုးကုံမြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုနောက်တရက်ဖြစ်တဲ့နိုဝင်ဘာ30ရက်ညနေ6:00ကစပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် နိုဝင်ဘာ30ရက်ကဒီနေ့ဒီဇင်ဘာ6ရက်အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ချိန်ထက်မနည်းဖြစ်ခဲ့ပြီးအရေးပါတဲ့စစ်တပ်စခန်းကုန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစစ်ကောင်စီနဲ့အပြစ်ရတာတော်လည်ရေးပန်းနိုင်မတီကိုင်းခရီးအဆုံးထိဆက်လျှောက်မယ်လို့ TNLA ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အာနာသိန်းစစ်ကောက်စီတန်းနဲ့အပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးတာဟာတအောင်တက်မရော PSLF TNLA ဒေါ်လာရေးပန်းနိုင်ညှို့မှန်ချက်ကိုထိခိုက်စေမှာမဟုတ်ပဲခရီးလမ်းဆုံးတဲ့အထိဆက်လျှောက်လမ်းဒီမှာဖြစ်ကြောင်း TNLA ကထုတ်ပြန်ပါတယ် PSLF TNLA သတင်းကြံကြားရေးဌာနရဲ့နိုဝင်ဘာလထုတ်စာဆောင်ကိုဒီကနေ့ဒီဇင်ဘာ၈ရက်ထုတ်ပြန်ခဲ့ရာအဲဒီတာအပေါ်မှာအပြစ်ခတ်ရဲစဲရေးလှုပ်ဆောင်ခဲ့ခြင်းနဲ့ပတ်သက်ပြီးအခုလိုရေးသားဖော်ပြတာပါ PSLF TNLA ဟာတအောင်တမျိုးသားလုံးအဖိနှိတ်ခံဘဝမှလွတ်မြောက်ရေးဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအာမခံတဲ့တအောင်ပြည်နယ်တည်ဆောက်ရေးအမျိုးသားတန်းတူရေးနဲ့အမျိုးသားကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအမျိုးသားကိုပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ Federal Democracy ပြောင်းစုနိုင်ငံတည်ဆောက်ရေးရရှိဖို့တော်လှန်ရေးစခဲ့တာဖြစ်ပြီးနှစ်ပေါင်း62နှစ်ရှိခဲ့ပြီလို့ဆိုပါတယ်တော်လှန်ရေးအမြင့်ဆုံးပန်းနိုင်ကို2029စစ်စစ်ရေးမှာဖော်ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ် ဒေါ်လာရေးအောင်မြင်မှုနဲ့အတူ2025ဖေဖော်ဝါရီလမှစတင်ကစေကောင်စီရဲ့တာလွန်အင်အားနဲ့ထိုးစစ်ဆင်တာလက်နက်ကြီးပစ်ခတ်တာတောင်ပြည်ရှိအယက်သားပြည်သူလူထုများကို UTV လေးချောင်းဖြစ်ဖုံးကျဲတိုက်ခိုက်တာကြောင့်အယက်သားပြည်သူများတည်ဆုံကဘာသာရေးအဆောက်အုံနေအိမ်စတင်ကြောင်းနဲ့စေယုံများထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ထုတ်ပြန်ပါတယ် PSLF DNL ထိန်းချုပ်နေပြီမှာအရက်သားပြည်သူတွေကိုလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုဖြက်စီးဆုံးရှုံးမှုတွေနဲ့အသက်ပေးခင်းလုံခြုံမှုပေးနိုင်ဖို့စစ်ကောင်စီတနဲ့အပြစ်ခတ်ရဲစဲရေးကိုရေးထိုးခဲ့ရဟု DNL ကရှင်းပြထားပါတယ်စစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူရမှာ DNL သိမ်းပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကနေ DNL တက်တွေစုခွာရမယ်ဆိုပြီးသဘောတူညီခဲ့ရတာပါ မိုးကုတ်နဲ့မိုးမိတ်ကိုစစ်ကောင်စီတံပြန်ပေးရတဲ့အပေါ်ပေးဆက်နှစ်နာသူတွေကိုတောင်းမှန်ကြောင်း DNL အထွေထွေအတွေ့ရမှုချုပ်ဗိုလ်ချုပ်တာပုံးကျော်ကလွန်ခဲ့တဲ့တစ်ပတ်လောက်ကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။စစ်တပ်နဲ့ပြစ်ခတ်ရက်ခဲရတာဟာကြီဘတ်ဂျက်မရှိစစ်အင်အားနှေးလို့ဖြစ်ပြီးပွဲမပြီးသေးကြောင်းလည်းဗိုလ်ချုပ်တာပုံးကျော်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ DNL ဟာ2029စစ်စင်ရေးမှာမဟာမိတ်တွေနဲ့ပေါင်းပြီးစစ်ကောင်စီတပ်စခန်းယာကြီးမျိုးဆက်နှမျိုးကိုသိမ်းပိုက်ခဲ့တာပါ။ 2020ခါမှာတော့နောက်ချုံကြောင်မင်းနဲ့တီပေါ်မျိုးတွေကနေဆုတ်ခွာခဲ့ပြီးအော်တိုဘာလကုန်မှာတော့တရုတ်ရဲ့ချောင်းဝင်မှုနဲ့မိုးမိတ်နဲ့မိုးကုတ်မျိုးကိုစစ်ကောင်စီထံပြန်ပေးကောင်အပြစ်ခတ်ရဲစဲရေးလှုပ်ဆောင်ခဲ့တာပါအပြစ်ရဲသဘောတူညီချက်အရ TNL တွေဟာထွက်ခွာပြီးနိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီတက်မိုးကုတ်နဲ့မိုးမိတ်မျိုးကိုပြန်ဝင်လာချိန်မှာတော့အခြားတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲတွေဖြစ်ခဲ့ပါတယ် မိုးကုတ်မိုးမိတ်ကြမှာကချင်လွတ်လပ်ရေးတပ်မတော် KIA PDF နဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ခဲ့တယ်လို့မိုးကုတ်မြို့ပြမှာလည်းစစ်ကောင်စီတပ်နဲ့ PDF တွေတိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒေသခံပြည်သူတွေကိုလုံလောက်အောင်တတိပေးတာမျိုးမရှိပဲစစ်တပ်ထဲလွှဲပေးခဲ့တဲ့အပေါ်ပြည်သူတွေက TNL အပေါ်အပြင်းထန်ဝေဖန်နေကြပါတယ်။ဒေသခံပြည်သူအများစုကစစ်တပ်ရန်ကြောက်တာကြောင့်မျိုးကရှောင်ပြေးနေကြရပါတယ်။ဆလပီစစ်အာဏာသိမ်းထားသောမြမစီးပွားရေးပြန်ကောင်းလာရန်အကန့်အသတ်အားစီများရှိနေစေဟုကမ္ဘာ့ပံထုတ်ပြန် ဝဲလိုအားနှဲခြင်းလှုပ်သားရှားပါခြင်းနဲ့မျက်စိမီပြတ်တောက်ခြင်းပရိပခနှင့်မလုံခြုံမှုအပါအဝင်ပြဿနာများစွာရှိနေတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်အာဏာသိမ်းထားသောမြမစည်းပွားရေးပြန်ကောင်းလာရန်အကန့်အသတ်အတားစီများရှိနေစေဖြစ်ကြောင်းကမ္ဘာပံကထုတ်ပြန်လိုက်ပြီးဝဲလိုအားနှဲခြင်းလှုပ်သားရှားပါခြင်းနဲ့လျက်စိမီပြတ်တောက်ခြင်းပရိပခနှင့်မလုံခြုံမှုအပါအဝင်ပြဿနာများစွာရှိနေစေဖြစ်ကြောင်းကမ္ဘာပံကယနေ့ထုတ်ပြန်ပြောဆိုပါတယ်။2025ခုနှစ်မလငလင်တန်းဤတက်ရောက်မှုများ ပရိပခများဆက်လက်ဖြစ်ပွားနေမှုနှင့်ရေရှည်စိန်ခေါ်မှုများကြားမှပင်မြန်မာနိုင်ငံ၏စီးပွားရေးပြည်လဲနယ်လန်ထူရေးလမ်းချောင်းပေါ်တွင်အထိုက်အသင့်တိုးတက်မှုလက္ခဏာများတွေ့မြင်ရကြောင်း၂025ခုနှစ်အောက်တိုဘာလတွင်ဧပြီလနှင့်နိုင်ရှင်ဘာကစီးပွားရေးမှပုံမမြင်မသောစွမ်းရည်ဖြင့်လက်ပတ်ခဲ့ကြောင်းကြက်ငွေသည်2024ခုနှစ်တွင်တိတိတသာတန်ဖိုးချစင်းခဲ့တော်လေယခု2025ခုနှစ်တလျှောက်လုံးတည်ငြိမ်စွာပြန်တန်ဖိုးမြင့်တက်လာကြောင်းငွေကြေးဖောင်းပွားမှုရောကျလာတော်လေအလုံးစုံခုံစည်းမှုများမြန်မာနေစေဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေးပမာဏမှာ2025ခုနှစ်စက်တင်ဘာလအထိ6လအတွင်းမြင့်တက်လာခဲ့ကြောင်းကမ္ဘာ့ဘဏ်ကဆိုပါတယ်။စီးပွားရေးပြန်ကောင်းမွန်လာမှုနဲ့အစောပိုင်းလက္ခဏာတွေကအားရစရာကောင်းနေဒါပေမဲ့မြမစီးပွားရေးပြန်ကောင်းမှုရေးမှာအကန့်အသတ်ရှိနေတယ်။ပြိပခမလုံခြုံမှုနဲ့လျှက်စစ်တပ်အားပြဿနာအပါဝင်ကြီးမားတဲ့အတားဆီးတွေဆက်ပြီးရင်ဆိုင်နေရပါတယ်ဟုထိုင်းနှင့်မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်ဌာနကွယ်ညွှန်ကြားရေးမှူးမေလင်တာကုတ်ကပြောကြားပါတယ်။ 2026မလကုန်အထိမြန်မာနိုင်ငံ EC ဘွားရေး GDP မှာနှစ်ရာခိုင်နှုန်းလောက်ကျဆင်းမည်ဟုအစိုးရခန့်စားကခန့်မှန်းထားပြီးအဆိုပါခန့်မှန်းချက်မှာရခိုင်ခန့်မှန်းခဲ့သည့်အနှုန်း1.5ရာခိုင်နှုန်းထက်အနည်းငယ်ကောက်မွန်လာသောခန့်မှန်းချက်ဖြစ်ကြောင်းသိရပါသည်လာမယ့်2026-2029ဖန်နာရီနှစ်တွင်စီးပွားရေးမှာ300ကိုင်းတော့ပြန်လည်ဥမော်လာမည်ဟုခန့်မှန်းထားပြီးအဒီကအဖြစ်ငလင်အပီးပြန်လည်တိဆောက်ရေးနှင့်ထိခိုက်ဆုံးရှုံးသူများကိုအကူအညီများဆက်လက်ပေးအပ်ခြင်းတို့ကြောင့်ဖြစ်သည်ဟုကမ္ဘာ့ဘဏ်ကဆိုပါတယ် ထို့ပြင်မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွားမှုမှာ20ရာခိုင်နှုန်းအထက်တွင် ရှိနေပြီဟုမျှော်လင့်ရကြောင်းပြန်လည်တည်ဆောက်ရေးအသုံးစရိတ်များတိုးလာခြင်းကြောင့်ဘတ်ဂျက်လူငွေပြမှုသည်2026-2029နှစ်ဘဏ္ဍာရေးနှစ်တွင် GDP ၏900ရာခိုင်နှုန်းအထိရောက်ရှိမည်ဟုခန့်မှန်းကြောင်းထို့ကြောင့်ဗန္ဒာရေးဆိုင်ရာစိန်ခေါ်မှုများဆက်လက်တည်ရှိနေမည်ဖြစ်ပြီးပြည်တွင်းချင်းငွေများမြန်မာလာမှုကိုထင်ဟပ်စေကြောင်းအများပြည်သူကြွေးမိမှာတိုင်းပြည် GDP 60%ရာခိုင်နှုန်းအထက်တွင်ရှိနေမည်ဟုမျှော်လင့်ရကြောင်းကမ္ဘာ့ဘဏ်၏ထုတ်ပြန်ပြောဆိုချက်အရသိရပါသည် ဆက်လက်ပြီးမုံရွာမြို့တွင်လူငယ်30ကျော်ကိုစစ်တပ်ကနှစ်ရက်ဆက်ပေါ်တာဆွဲဖမ်းဆီးဝန်ရွှေမြို့နယ်တွင်လည်းမွေမတလအတွင်လူငယ်300ကျော်ပေါ်တာဆွဲခံရတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့တွင်အလုတ်သွားလုတ်ပြန်လုပ်နေသည့်လူငယ်များ30ကျော်ကိုအချမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံလူငယ်များ၏မိတ်ဆွေများကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့တို့တွင်မုံရွာမြို့ပေါ်လမ်းဆောင်လမ်းခွများတွင် လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကအင်စီကားများဖြင့်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူငယ်များမှာအသက်20မှအသက်35နှစ်အတွင်းလူငယ်များဖြစ်ပြီးလက်ရှိချိန်တွင်လူငယ်များကိုအနောက်မြောက်ပိုင်တိုင်းစစ်ဌာနချုပ်တဲ့အတွင်းဖမ်းဆီးထားကြောင်းမိသားစုများနှင့်တွေ့ခွင့်မပေးကြောင်းသိရပါတယ်။စစ်ခွေးတွေကနှစ်ရက်ဆက်တိုက်မျိုးပေါ်ရှိတဲ့လမ်းစုံတွင်မုံရွာတစ်ဖက်ကန်းကနေမျိုးပေါ်ကိုအလုတ်သွားအလုတ်ကနေပြန်တဲ့လူငယ်တွေကိုအဓိကထားပြီးပေါ်တာဆွဲတာလို့သိရတယ်။ ။မုံရတဖက်ခန်းကမြို့ပေါ်ကိုအလုတ်သွားအလုတ်ပြန်တဲ့လူငယ်တွေလည်းပါသွားတယ်။နှစ်ရက်ဆက်တိုက်ဆေးခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတာလူငယ်30ကျော်ဖမ်းဆီးသွားတယ်ဟုဒေသတင်းရင်းမြစ်ကပြောဆိုပါရယ်။ရှင်ပြင်းမန္တလေးတိုင်းဝမ်းတွင်းမြို့နယ်တွင်လည်းနိုဝင်ဘာလ1ရက်အတွင်းကျေးရွာများမှလူငယ်300ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူများနှင့်ဖမ်းဆီးခံလူငယ်များ၏မိဘတိုင်းဝိုင်းကပြောဆိုပါရယ်။ ဝမ်တွင်းမြို့နယ်ကြေးွာတွေမှာစစ်တပ်ကလူငယ်တွေကိုစစ်မှုတမ်းဖို့ရွာတွေထဲထိလိုက်လံဖမ်းဆီးနေပြီးလူငယ်300ကျော်ဖမ်းဆီးခံရရတယ်။မိထီလာတပ်ကစစ်သားတွေကကားတွေနဲ့ပတ်ပြီးဝမ်တွင်းမြို့နယ်အနောက်ဘက်ကရွာတွေမိထီလာပင်တလေဝမ်တွင်းတလျှောက်လမ်းတလျှောက်တွေ့သမျှလူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးတင်ဆောင်သွားတယ်။အဖမ်းခံရတဲ့လူငယ်တွေကိုမိထီလာတပ်ကတပ်ထဲကိုတခါရဲခေါ်သွားတာဟုဝမ်တွင်းမြို့အခြေစိုက်ဒေသတင်းရင်းမြစ်ကရှင်းပြပါတယ်။အကြံဖတ်စစ်တက်ကောင်ယခုဒီဇင်ဘာလအတွင်းစစ်မှုရန်အပတ်စဉ်20ကိုဖွင့်လှစ်ပြီးဖြစ်ကြောင်းသိရပါတယ်